အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပစ္စည်းလေးတစ်ခုဝယ်ထားရပေါ့နော်အဲ့ဒါလေးအခုရောက်လာတဲ့အတွက် unboxing လေးလုပ်ပြီးလုပ်ပြမယ်ပေါ့နော်အဲ့ဒီကောင်းလေးဘာသုံးလို့ရလဲဘလို့လဲပေါ့နော်ဒါလေးကဘာလဲဆိုတော့ပစ္စည်းလေးကိုကျွန်တော်တို့သွားပြီးကြည့်လိုက်အောင် Okay အဲ့ဆိုတော့ကျွန်တော်တို့အခုကျွန်တော်မှားလိုက်တဲ့ပစ္စည်းလေးတစ်ခုရောက်လာတယ်ပေါ့နော်ဘာလဲဆိုတော့ဒီ M5stick C+2 ဆိုတဲ့ဟာလေးပါ M5stick အမိုက်စတလေးဘာလို့ရလဲဆိုတော့ကျွန်တော်တို့ unboxing လုပ်ကြည့်မယ်ပေါ့နော်ဘယ်လိုပါရပါလဲဒီကောင်လေးကိုဒီမှာဒီကောင်ဖွင့်ရမှာပြလို့လေးပေါ့နော် အဖွင့်ကြည့်လိုက်မယ်ဖွင့်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာပါလာလဲဆိုရင်ဒီမှာဒီကောင်မှာအသွင်ကြိုးလေးတစ်ခုပါလာတယ်ဒီမှာအဲဒီကွန်ပျူတာနဲ့သွင်းဖို့ပုံစံမျိုးပေါ့နော်အဲဒီကောင်ကတော့ဘာအဲဒီတိုက်စီလေးနဲ့နော် USB နဲ့တိုက်စီလေးနဲ့ဒီကောင်ခဏချလိုက်မယ်အဲနောက်ပြီးတော့ဒီကအဲဒီဒါကတော့ဂိုင်းလေးဆင်လေးတွေမှာတင်ထားဖို့အတွက်ပုံစံမျိုးလေးပေါ့နော်အဲနောက်တစ်ခုအနေနဲ့ကကြဒီဘူးလေးကိုတော့ကျွန်တော်ခဏဖယ်ထားလိုက်မယ်နော်ဒီကောင်လေးဒါလေးကိုယောက်လာပြီဒီကောင်လေးယောက်လာပြီပေါ့နော် ရောက်လာပြီဆိုတော့ဒီ M5 stick လေးကိုကျွန်တော်တို့စတင်အသုံးပြုမယ်ဆိုရင်ဘယ်လိုအသုံးပြုရမလဲဆိုတော့အကျွန်တော်ကြည့်ကြည့်မယ်ဒီကောင်လေးအဒီကောင်လက်ပတ်လေးနဲ့လက်ပတ်နိုင်ပုံစံမျိုးလေးနဲ့သူပတ်လို့ရတယ်ဆိုတဲ့သဘောပြနော်အဲဆိုတော့ဒီကောင်လေးကိုကြည့်ကြည့်မယ်ဆက်ကြည့်မယ်ဆိုရင်အဲသူ့မှာခလုတ်လေးကဘယ်နှခုပါတယ်ဒီမှာတစ်ခုပါတယ်ဒီမှာတစ်ခုပါတယ်ဟင်းဒီမှာလည်းတစ်ခုပါတယ်သုံးခုပါတယ်နော်ဒီအသွင်ပေါက်လေးကဒီတိုက်စီလေးကဒီနားမှာတွင်ရမှာဟုတ်ပြီဗျာနော်အဲနောက်မှာလည်းစာတန်းလေးတချို့တော့ပါတယ်ထားလိုက်တော့မနော် ဲ့ဒါဆိုဒီကောင်လေးကိုကျွန်တော်တို့စတင်ဖွင့်မယ်ပေါ့နော်အဲဒီကိုဖွင့်မယ်ဆိုမလာသေးဘူးမလာသေးဘူးဆိုရင်ကျွန်တော်တို့ပေါပေါဖွင့်မယ်ဆိုဒီကနေဖွင့်ရမယ်ဒီအပေါ်လေးမှာအဲဒီကောင်လေးကိုကျွန်တော်50စက္ကန့်လောက်နှိပ်ထားလိုက်မယ်တင်းနိဟောအဲဆိုရသွားပြီအော်ဒီကောင်လာသွားပြီဟောအဲဆိုရင်အဲဒီကောင်လေးတက်လာပါပြီတက်လာတဲ့အချိန်မှာသူ့ထဲမှာပါတဲ့အချက်လက်တွေဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ဒီ M5 လေးနဲ့တစ်ချက်ချင်းရွေးကြည့်မယ်ဗျာနော်အဲဒီမှာတစ်ချက်ရွေးလိုက်ပဲဆိုရင်ဒီမှာမြင်ရတယ်ဟုတ်ပြီနော်အဲ့ဒါပြီးပြီဆိုရင်နောက်တစ်ချက်နှိပ်ကြည့်မယ်။အော်အဲ့ဆိုရင်ဒီဒီဟာလေးကဘာလို့ပြောလဲဒီ line လေးကကြတော့ကျွန်တော်အတန်လေးနဲ့လေလေးနဲ့မှုတ်ဝင်လေးရတယ်။ ဟမ်လေးလက်မို့လိုက်ဆိုတော့သူ့ရဲ့ radio line တွေကိုလှိုင်းနေတဲ့အတိုင်အတန်ပြောနေလို့မလို့ဒီလိုဖြစ်နေတာဟုတ်ပြီနော်ကျွန်တော်ဒါအတန်တိတ်လိုက်မယ်ဆိုရင်ဒီကောင်လေးကလှုပ်မှာမဟုတ်တော့ Okay နော်တွေ့လားနော်ဟုတ်ပြီအနောက်တစ်ချက်အနောက်တစ်ချက်ကြတော့ဘာအောင် IR sensor IR sensor အလုံးလုံးမလို့ကိုဒီမှာကျွန်တော်တို့ကဒီမှာဒီမှာလည်းသူကနေရှာနေတယ်နောက်ပြီးတော့ဒီဘက်မှာလည်းမီလီလင်းနေတယ်တော်တော်တော်နဲ့အော်ဒီမှာအော်ဒီမှာတွေ့တယ်နော်ဟုတ်ပြီနော် Okay အဲဆိုရင်ကျွန်တော်တို့ IR sensor လည်းအလုံးလုံးတယ်အဲဆိုရင်နောက်တစ်ခုချက်ကြည့်မှာပါပါအော် Wi-Fi scan ဒီ Wi-Fi scan ကြတော့ဒီမှာ ။ဟော scan လုပ်လိုက်မယ်ဆို wifi scan လည်းပါလာတယ်။အဲနောက်တစ်ခုဘာပါသေးလဲကျွန်တော်ကြည့်ကြည့်မယ်။ဟောဒီမှာ bluetooth အဲ bluetooth ဒီကောင်းချမ်းပါအနေနဲ့ပုံစံမျိုးလည်းသုံးလို့ရတဲ့သဘောမှရှိတယ်။ဟုတ်ပြီနော်။အဲဒီနောက်တစ်ခုအနေနဲ့ကျွန်တော်ဆက်ပိုင်းပါမယ်။အော်ဒါဆိုဒါပဲပါတယ်။အဲဆိုရင်ဒီကောင်လေးကိုအသုံးပြုပုံကျွန်တော်နောက်ပိုင်းနေမှာအဲဒီနောက်ရက်ဒီမှာဆက်ပြီးတင်ပေးမယ်ပေါ့နော်။ဒီနေ့ကတော့ unboxing နဲ့ဒီကောင်ကိုဖွင့်မယ်ဘယ်လိုပြန်ပိတ်မယ်ဆိုရင်ဘယ်လိုပိတ်ရမလဲဆိုဒီ wallpaper လေးကိုပဲ90စက္ကန့်လောက်နေဖိတ်တဖိထားပြလိုက်။အော်1 2 3 အော်ဒီမှာလည်းပေါ်နေရနော်အော်ပိတ်သွားပြီရပြီနော်အဲဆိုရင်ဖွင့်တာပိတ်တာနဲ့ဒါလေး M5 stick ကိုအသုံးပြုနည်းလေးကိုရှင်းမှာနောက်မှာဆက်ပြီးလာပါမယ်โอเค